အားလုံးပဲမင်္ဂလာပါရှင်ဒီကမှာတော့ဇာယဆရာမယူရီမာလာတန်ရေးသားထားတယ်ကိုုံးဆိုတဲ့ဝတ္ထုတွေကိုဖတ်ပြပေးမှာဖြစ်ပါတယ်ဒီဝတ္ထုတွေကိုတော့1954ခုဇူလိုင်လထောက်မြောက်ရီမဂ္ဂဇင်းမှာဖော်ပြခဲ့တာဖြစ်ပါတယ်ကိုုံးကြာတော့ကြားခဲ့ပြီပြီလူရတီကြောင်းပေးရက်တွင်ခင်ဟာတော်များရှိရာတာယာဝရီတို့အလဲသွားခြင်းမြေထားပေါ်တွင်ကိုစောလွင်နေတည်ကျွမ်းခဲ့ရပါတယ်ဤတဲ့များကြက်တဲလာသည့် အင်းကြီးရထားတွဲပေါ်ပေါ်မှာတယောက်ခဲ့မိကြသည်နဲ့ကင်းနဲ့ကိုစောလွင်အဖို့ကြည့်ရစေဆုံးရန်ဖန်တီလာခဲ့တော့တဲ့အညီကိုစောလွင်ကိုရန်ကတာယာဝရီမြို့သားဖြစ်ခြင်းကိုစကားဆက်မိခဲ့ခြင်းကြောင့်လေကင်းနဲ့ကိုစောလွင်တို့မှာပုံမူရင်းနှီးမှုကိုရရှိခဲ့ကြရတော့တယ်။ထန်စီယာလုံးဝမရှိဖြစ်နေတဲ့ဖြင့်တာယာဝရီအထင်မတရားထားလိုက်ရမည်အခြေမျိုးကြောက်ကြနေကြတော့မိမခီးတယ်ခင်းနဲ့ခင်းအမဖြစ်သူမမရင်တို့ကို ကိုစောလွင်ဟာသူ့ကြိုးစားပန်းစားအလူအရဲတိုးဝေယူလာခဲ့ရတဲ့ပုံတနေရစာကလေးကိုဒေနာထက်တန်စွာပေးထိုင်ခိုင်းပြီးသူကတော့တလန်းလုံးမတက်ရထပြီးနိုင်ခဲ့ရှာတယ်။အတိတ်ကိုဖြစ်ခင်ရဘလို့မြမေ့လို့မရပဲ။နှွေကုံမိုးကုံနှီးရီလိုသည့်စောင်းဦးတွေပင်အဖန်ဖန်ပြောင်းလဲခဲ့တဲ့နည်းအမျှကိုစောလွင်နဲ့ခင်တို့စတင်တွေ့ကြုံဆုံးစည်းခဲ့ကြသည်။ဘဝတက်တန်းမှာလည်း ရင်ရွမ်းလို့ပင်ကြားခဲ့ပါပြီ။ကိုစောလွင်အကြောင်းကိုတွေးမိတိုင်းခင်ရင်ထဲတွင် အသေးနှစ်နဲ့ရင်တလလဖြင့်ရဲ့ရီဝိုင်းခဲ့ရသည့်အခါပေါင်းမှာဘယ်နှချိန်များရှိပြီကိုပင်ခင်မမှန်းမီတော့နှစ်လေလွှမ်းရိပ်အဖြစ်ရွာသည့်ကျောင်းဘေးရပ်ကိုရောက်တန်းရောက်တိုင်းခင်ကအသေးတွေကြွေကြကုန်ပြီလားထင်မှရလောက်အောင်ပင်ရင်ထဲတွင်စိုးနစ်နစ်ကြီးဖြစ်ခဲ့ရမှုကြောင့်ခင်ကတက်များတက်နိုင်မှာကဥရုသုံးလေးတွင် ဥစောလွင်နဲ့စုံစည်းကြရသည်ဒီနွေရာသည်ကြီးကိုဖြင့်ကြော်ဖြဲ၍သာသွားလိုလာပါတော့တယ်။ဒါပေမဲ့ပြစ်နိုင်ပါမလားခင်ရဲ့။ပြစ်မိတ်ဆွေခင်ခင်ရတော့ကိုရဌာနကိုမျိုးဆွေရဲ့စီ ပြောင်းရောက်သွားလို့ကျွန်တော်ကိုဖြင့်တတိမရာသေးပါစား။ကျွန်တော်တော့လေခင်ပြန်သွားတဲ့နေ့ကများနေရတာတမျိုးရှိပါပဲ။ခမင်းလည်းစားမရဘူး။ညလည်းတော်တော်နဲ့အိပ်မရ။ခင်နဲ့သွားခဲ့လာခဲ့ လက်ခဲ့ပတ်ခဲ့တဲ့ရက်တွေကခင်ပြောခဲ့တဲ့စကားတန်တွေပဲနားတယ်ကြားရောင်နေတော့တယ်ကျွန်တော်တို့ကြောင်းတယ်ရှေ့လာပြန်ခွင့်တော့မယ်ပေါင်းတယ်ပဲခေးကြုံရင်တော့ခင်တို့အိမ်ကိုလာပြီးလက်ခွင့်ပြုပါနော်တော်ကြဘယ်ဟာကိုစောလွန်လဲလို့များမင်းနေအောင်ပါလားခင်ရယ်တော်သေးပြီခင်စပြန်ပါနော် အမြဲမမေ့တဲ့စောလွန်တာယာဝရီမျိုးခင်တရားတာယာဝရီမှပြန်လာပြီးကြတဲ့က ပူဇော်တွင်ထံမှစာလာတွေကိုတစ်ဆောင်ပြီးတစ်ဆောင်လက်ခံရရှိခဲ့ပေးတယ်။ယောက်ျားမိတ်ဆွေထားလို့မရှိသည့်ခင်ကပူဇော်တွင်နေကြမှစာဖတ်ရစာပြန်ရနဲ့အလုံးမအားအောင်ပင်တာဝန်တွေညပြလာတော့လေရအမဖြစ်သူမမရင်ကားပင်မိချွေခင်ကျောင်းစာများလည်းကြည့်ပါအောင်အေးညီမလဲတနေ့တနေ့ဒီစောတွင်စီစာရေးရတာနဲ့အချိန်ကုန်နေတော့တာပဲညီတို့ဟာရေရိုးတက်တက်မှဟုတ်ကြရဲ့လားဟိုရွေး ခင်ကိုမတင်ကားသလိုကြည့်ပြီးမေးတော်လေရာမမရင်ခင်ကိုအဲ့လိုတော့မစွဲစွဲပါနဲ့ခင်နဲ့ကိုစောလွင်ဟာမိတ်ဆွေအနေနဲ့ဆက်သွယ်နေတာအေးလေယောက်ျားကလေးနဲ့မိန်းကလေးဒီလောက်စာပေးစာယူလုပ်နေတော့တော်ကြမီးပွင့်ကုန်မှာဆိုလို့ငါတတိပေးတာခင်မင်ကြရင်လေတလတစားမာချောင်းတာချောင်းရေးကြပေါ့အခုတော့မဟုတ်ပါညီတို့ဟာစာပို့တဲ့လူဒီအိမ်ထဲကပြန်ရတယ်ကောင်ရှိသလောက်ပါပဲ ။နောက်ရေးတော့လဲဘာတွေများရေးနေကြလို့လဲ။သာတခါလာရင်ဆာရွက်တွေကို10ရွက်15ရွက်။အဲ့ဒါမမရင်ကပိုပြီးခက်ပါတယ်။မမရင်တို့လူကြီးတွေကတိတ်ခက်သေးတာပဲ။ခင်ကစိတ်ပြတ်တံကလေးနှော်ပြီးညင်းညူညူပြောလိုက်ရ။အေးပါခက်တာတွေဘာတွေဘေးချိန်တာ။အခုနဲ့ညီဆောင်ဝဲဝဲအောင်မို့တာအရေးကြီးတယ်။ကိုရွက်ပင်မမရင်အေးတတိပေးခြင်းကိုခံခဲ့ရသည့်အထည်ဖြစ်ပါတော့တယ်။ဟုတ်ပြီ။မမရင်ပြောလိုက်ရင်လည်းပြောလို့ရစရာပဲ။ ကိုစောလွင်ထံမှစာရွေအားခင်ထံသို့ပလူပြန်တယ်လို့လာနေတော့တယ်။တစောင်းတဲ့တစောင်းကိုစောလွင်ဤရေးပုံသားပုံတွေမှာတန်ပြားလာသေးကိုလည်းခင်ရသတိပြုမိခဲ့ပါတယ်။ဟိုရခင်စာရွေတုန်းကဆိုရင်မမရင်ရှိမှပင်ရောင်ဖရဲတော်လေ။နောက်ပိုင်းစာရွေမှာမို့မမရင်ကို ဖက်ပြဝင်ဖို့ဝေးစွာခင်ကိုယ်တိုင်ပင်ဖက်ရင်ဖက်ရင်ရင်ကုန်ခဲ့ရသည့်အထင်ဖြစ်ပါတော့တယ်။အော်ကိုစောလွင်ကိုစောလွင် ခင်ကနောက်ဆုံးတော့တယောက်တည်းသီလိုပင်တန်းတာညင်းညူခဲ့ပြီလေတော့တယ်။စားလာတဲ့ဟိတ်ရေချိုးပီးစာတဏကားလေးနေတော့ခင်မှာအင်းရှိခန်းစီမှာအော်ရွေပြောလိုက်တော့မမရင်ဤအတန်းချောင်းဒီနေ့တွင်တိမ်ငနေဖြစ်သွားလေတော့တယ်။ကြပြကြရခွန်တပည့်တခုကိုစွန့်ချုံခဲ့ပြီ။ခင်ကအင်းရှိခန်းတို့ပြေးထွက်လာခဲ့ပြီလေတော့တယ်။စားလာတယ်ဆိုမမရင်မမလဲရင်ခင်ကပြုံးချိုချိုမျက်နှာကလေးဖြင့်တောင်းလိုက်လေတယ်။ ကဲဖောက်ငါ့ကိုဖက်ပြစမ်းဘာတွေရေးထားတယ်လဲဆိုတာမမရင်အားဒီလိုပြောပြီးခင်လက်ထဲတော့စာရင်းကလေးကိုထည့်ပေးလိုက်လေတယ်။အိုးမမရင်စာလဲခင်ပဲတော့မှမဖက်ဘူး။ခင်စာလဲပေးဖက်လို့ဖြစ်ပါမလား။ခင်ကပြောပြောဆိုဆိုနဲ့အိမ်ကန်းတွင်တော့အပြေးကလေးဝင်သွားတော့လေရ။မမရင်မှမကြေမနက်ဖြစ်ခင်ဤကြောပိုင်းကလေးကိုကြည့်ကတပြင်းကိုသာချလိုက်ပြီ။အေကန်းဝယ်တယောက်တည်းကြံ့ရိတ်ခဲရှာတော့တယ်။ ခင်ကအိတ်ခမ်းထဲသို့ရောက်လျင်ရောက်ချင်းအင်ဂျီမှမလဲနိုင်သေးပဲကိုစောလွင်ထံမှစာကိုပတော်ကမျောဖတ်ကြည့်မိနေတော့တယ်။ခင်ရေကိုစောလွင်ပေးတဲ့စာတွေရရလာကွယ်ဘာလို့စာမပြန်တာလဲ။ခင်ကို တကယ်မောမြတ်တန်ရှင်းနဲ့ချစ်ချင်းနဲ့ချစ်မိလို့ချစ်ခွင်တောင်းမိတာ။ကိုစောလွင်လွန်သလားခင်ရေ။ဟွန်းခင်စိတ်ထဲမှာလွန်နေလို့ထင်ရင်လေကိုစောလွင်လူသမ ्या ကိုဝန်ချတောင်းမယ်မို့အစင်းနဲ့မှာပဲခင်။ ခုလိုစမပြန်ပဲနဲ့တော့ကိုစိုးလွင် အသေးကိုအောင်ညင်းစဲပါနဲ့နော် ခင်ရဲ့ဖူးစာပဲရွေးစင်းရမှာကိုစိုးလွင်ကိုထဲသွင်းမစင်းသားနိုင်ဘူးဆိုရင်လေကျူတယ်မဲတယ်ဆိုတာကွဲကွဲပြားပြားစပြန်စေလိုပါရဲ့ခင်ကိုစိုးလွင်ဟာခင်ရဲ့အချစ်ကို အတင်းလိုက်ယူနေတာလည်းမဟုတ်ပါဘူးခင်စီကတုတ်ပြန်တဲ့တကယ်မြစ်တာစက်တကယ်အချစ်စစ်ကိုသာကိုစိုးလွင်က မျောလင်းဆောင်စားနေတာပါဘာပဲဖြစ်ဖြစ်လေ ိုစောလွင်ကိုချစ်သည်ဖြစ်စေမုန်းသည်ဖြစ်စေအကျိုးအကြောင်းတော့တာကလေးတစ်ချောင်းဖြစ်ဖြစ်ပြန်မို့သိမှာလေခင်ရဲ့အသက်မကစောလွင်တာယာဝရီဒါကဆုံးသွားပေမဲ့ခင်ရနောက်တစ်ခေါက်ပြန်ဖက်ရပြန်တယ်။နှစ်ကြိမ်တိတိဖက်ပြီးမှခင်ရနှစ်နှစ်ချာချာပြုံးလိုက်ကတာကလေးကိုမွေရအောက်တွင်ဖိထားလိုက်လေတယ်။အထက်ပါစာမှာကိုစောလွင်ထံမှချီးရိုးဆိုခဲ့သည့်အချိန်ဤနောက်ပိုင်းတွင် ခင်ရအချိန်ဆွဲစင်းတာကကိုစောလွင်ထံသို့စမပြန်မဲနေခဲ့သဖြင့်ကိုစောလွင်၏ရှင်မီးစားဖြင့်ရောက်လာတော့တရုတ်တာအချိန်ချီရေးဆိုလာကလေးဖြစ်ပါတော့တယ်။တကယ်တော့လေအချီရေးဟိုဒီမှာခင်အဖို့လွယ်သောကိစ္စမဟုတ်ကြောင်းလဘို့တို့ဒူးတွေ့ကြမှာပင်စဉ်းစားခဲ့လေတော့တယ်။အထူးသဖြင့်ခင်ဟာပြပရေရေအေးအေးဆေးဆေးနေတတ်သောမိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အညီဘယ်အလို့ဘယ်ကိစ္စမျိုးကိုမစော တင်းစင်းစားစားနဲ့အချိန်ဆွဲစင်တာဆုံးဖြတ်လေရှိတယ်။အဲ့ဒါကတော့ခင်ရဲ့ဗီဇဝါဒနာပဲဖြစ်ပါတယ်။ဒါကြောင့်လဲဤကိစ္စအတွက်အခုရေရဲတူ အခုခြေချီတောက်ဖို့ရမှာခင်အဖို့ဖျင်းရလာပြီတော့တယ်။တိုင်မင်စရာဟိုရွေးလဲတိတ်အိမ်လုံးမမရင်စီတယောက်သာကြည်ကြည်မမရှိရ။ဒီမမရင်ကလည်းအပြိုကျေးပြီးပြီးတခြားအိမ်မှုကိစ္စဝေယဝိဇ္ဇာများနဲ့ကိုရီးယားကက်စီနေရမြေကိစ္စများတွင်သာ သူ့ကိုဆရာမြောက်ခဲ့ရသလားဒီလိုချစ်ကိစ္စမျိုး ဆိုရင်ခင်းနဲ့ဗရာဒလန်တက်ဒလန်ဖြည့်ရနေတော့တယ်အထူးသဖြင့်ဒီကိုစောလွင်နေဆိုလျင်မမရှင်ကဗဲနီးနဲ့မြအတိုင်းမခံမီမဟုတ်ကြောင်းခင်းရရဲမိခဲ့တော့ကြောင်းလဲခင်းမှာကဲမဲ့သူဝေးကအကိုညီတောင်းစရာလိုဟိုရွေလဲမူးရွေးမြချူစရာမရှိသလားဖြစ်ခဲ့ရတော့တယ်တဖက်မှာကိုစောလွင်အဖိုးလဲခင်းဟိုတဲ့ ရှင်မင်းစုမာလာပန်းအတွက်ဖွင့်လက်ကျူချစ်စာကံပင်ယောမန်းဆောင်စာဖြည့်တဲ့ပွားနေရတဲ့နည်းအမြခင်မာလဲဘာကိုစဉ်းစား၍ဘလို့ဆုံးဖြတ်ကကိုစောလွင်ထံဘဲကဲ့သို့အကြောင်းပြန်ရမည်ပေါ်ပင် အတွေ့ရခဲ့ပင်ချစ်ခိုးတွေစုချစ်မျိုးတွေစိုင်းချစ်လိုင်းပွေအနဝါကျော်ဝဲအမျိုးကြီးမျိုးလျက်ရှိနေတော့တယ်ခင်ဘလို့ဖြည့်ရမလဲကိုစောလွင်ရဲ့ခင်ကင်းစီယာစာကလေးကိုကိုစောလွင်ဖတ်ရတာအဖြစ် ဝမ်းသာတယ်လို့ဝမ်းနေတယ်လို့နဲ့နှွေးကြည့်ပါပဲလေဝမ်းသာတဲ့အချက်ကတော့ကိုစောလွင်တဲ့အခုလိုဘယူတစားရဲ့စာပြန်ပေါ်ရတာကိုဝမ်းသာမိတယ်လို့ခင်စားထဲမှာရေးထားတဲ့ခင်ဟာနှစ်နှစ်သမီးအရွယ်လေးကမမရှင်ရဲ့အပြုအဆိုအယူရကြမှာဒီပြင်းလာခဲ့ရတဲ့သူမမမရှင်သားလျင်ခင်အမမမရှင်သားလျင်ခင်အမေဖြစ်ခဲ့ရတယ်လို့မမရှင်ရဲ့ကျေးဇူးတွေမမရှင်ရဲ့သုံးမသွန်သင်မှုတွေဟာခင်အပေါ်မှာ ရေးမပြနိုင်အောင်ပဲစီမခဲ့ပါတယ်။ဒါကြောင့်ခင်တသက်တာအိမ်တော်ရေးရလဲမမရင်ရဲ့စီမံရမမရင်ရဲ့လက်ထဲမှာသာရှိတာမို့ကိုစောလွန်ရဲ့မိကုန်းကိုခင်တယောက်တဲ့သဘောနဲ့တိတိကျကျမဖြစ်နိုင်တာကိုတော့ခင်ကိုခလွတ်ပါကိုစောလွန်ရဲ့တဲ့အဲ့ဒီအဖြေကလေးကိုဖတ်ပြီးကြတဲ့ကခင်ဘဝအတွက်ကိုစောလွန်စိတ်မကောင်းဖြစ်ခဲ့တာတော့အမှန်ပဲခင်ရဲ့အိမ်တော်ကြီးဆိုတဲ့အကန့်ခဲတွေရဲ့ပင်စီပင်မဟာအချစ်ကအမြင့်တွေလာမှာ ညှို့လန်းဝေစားတဲ့ခြေအိတ်သာတွေပေါ်ထွက်လာနိုင်တာပါခင်ရယ်ဒီလိုဆိုရင်ခင်ဟာမြေစင်တောင်ကြီးကလေးကမမကျင်ရဲ့သုံးမဩဝါဒတွေကိုညီဝဲမကြနားထောင်လာခဲ့တဲ့လိမ္မာမကလေးပြပြီအခုအရွယ်ရောက်လို့ပြပဲ့ရွေးရမယ်အချိန်မှလဲမမရင်သဘောကျတဲ့လူဆိုရင်နူနူရွယ်ရွယ်ခင်စိန်တဲ့ကမချစ်ချစ်ဘလူလူမျိုးကိုပြုတ်စေခင်ရမြစ်တာဝေဖို့ဆုံးပြထားခဲ့ပြီပေါ့နော် ဒါဖြင့်ခေဘဝဟာဓာတ်တဲ့ရထိုက်တဲ့အခွင့်အရေးတွေကို ကြော့ခိုင်းပြီးကိုဘဝကို အရှုံးနဲ့ပိုင်လိုက်တဲ့သူတယောက်ဖြစ်နေတာမှာပေါ့ခင်ဒီမှာခင်အခြေဆိုတာအသေးတဲ့ကလူလျောက်ပေါက်ပွားပြီးလာတဲ့တကယ်မုံမြတ်တန့်စင်တဲ့အခြေမျိုးနဲ့နှစ်ဦးနှစ်ဖက်မျက်မျက်တာတာရှိမှตายရတဲ့အိမ်တော်ကြီးကိုတက်ဆုံးတိုင်ခံရွယ်သွားနိုင်မယ်ဆိုတော့ခင်စဉ်းစားစေချင်တယ်ကဲပါလေကိုစောလွင်ဖို့တေမလောက်ချင်းမိခဲ့ပေမဲ့ ဘဝကရှိရစကဘလို့ဖန်လာခဲ့မှမသိတော့ဘဝကံဖန်လာသမျှတင်ကိုယ်သာအစိုးချတော့မှာပေါ့လေတခုတောင်းမှန်ချင်တာကတော့ခင်းကိုကိုစောလွန်ရဲ့ဘဝတခင်မလေးအဖြစ်နဲ့မချင်းနိုင်တော့မေသူရဲ့စိတ်အဖြစ်နဲ့တော့တက်ဆုံးတိုင်အောင်ခင်မင်းသွားခွင့်ပြုပါလို့ဩခင်းကိုစောလွန်အကိုဟင်္ဒရာကိုရောက်နေတယ်ခစ်ကလည်းမကောင်းစိတ်တွေလည်းညှလွန်းလို့ကျောင်းကထွက်ပြီးစိတ်ပြေလက်ပြောက်အမများစီရောက်နေတယ် ဒပံတွေတိတ်ပြီးရမ်းတာပဲခင်အသွားလာစင်ကျင်မနော်ခင်တို့ပေါင်းတယ်ပဲမာရောအေးရလားအချင်းတွေကိုကြည့်ပြီးတောဘက်ကိုစောစောကရွှေပြောင်းနေပါလားခင်ရယ်ကိုစောလင်တော့ခင်ကိုနည်းနည်းလေးမှစိတ်မချဘူးကွယ်ဘေဘွားရောက်ရောက်မမေ့တဲ့စောလွင်ခေတ္တဟင်္ဒရာမျိုးဒပံစစ်တပ်တွေပေါင်းတယ်တော့ဝင်လာတော့မြည်ဟိုတော့တရင်ကြောင့်ခင်တို့တရင်သားလုံးပေါင်းတယ်နဲ့သုံးမိုင်ပွားဝဲသည့် ိုးကုန်းရွာကလေးတို့ပြောင်းရွှေ့မိဆဲဆဲတွင် အထက်ပါကိုစောလွင်ထမ်းမဆောင်းကိုခင်ရလက်ခံရရှိခဲ့ပြန်တော့တယ်ခင်ရစာကလေးကိုအစာဆုံးဖတ်ကြည့်ပြီးပြုံးတယ်ပါကိုစောလွင်ကမချစ်ဘူးလို့ပြောတာမဟုတ်ပါဘူးကိုစောလွင်ရဲ့မမရင်သဘောကျမှာဆိုတာကလည်းလူငယ်ချင်းချစ်ပြီးမှလူကြီးကသဘောမကျလို့တိတုတ်ကရောက်ကြမှာတဲ့လူကြီးသဘောကျမှာလူငယ်ချင်းစိတ်တူပုံများဖြစ်ကြရအောင်လို့ရေးလိုက်တာပါကိုစောလွင်ရဲ့ ခင်ရနှောင်းမပင်တူတူကလေးကျေကျွရင် ကိုစောလွင်ပေါ်စိတ်ထဲမှာလည်းအပြစ်တော်တင်လိုက်မိသေးတယ်။ဘာပဲပြောပြောကိုစောလွင်ထံမှာစာကလေးတွေကိုဖတ်လိုက်ရလျင်ခင်ရင်ထဲတွင်ပြုံးပြနိုင်သည့်ဒီနုနှစ်သိမ့်တင်းနှဲမှုကလေးတွေတော့ခင်ကလက်တွေခံစားရမယ်ဖြစ်ပါတယ်။အပြိုပေါ်ဝင်စားကလေးကခင်ဤစိတ်ကိုရင်အိမ်မက်တွင်ခင်တသက်တာဘဝပြေးပေါ်အဖြစ်ခင်ရအသက်ပေးရင်မှမိခဲ့သည့်အစ်တို့မှာကိုစောလွင်သားလည်းဖြစ်ကြောင်းကို ခင်ရကရခိုးမှာသူ့ကိုယ်တိုတရားလေတော့တယ်အိမ်တော်ကြီးဆိုတဲ့အပိုင်းခက်တွေရဲ့ပင်စီပင်မဟာအချစ်ကအမြင့်တွေလာမှညှို့လန်းဝေစားတဲ့ပြေတာကြီးပေါ်ထွက်လာနိုင်မှာပါခင်ရကိုစောလွင်ဤစားထဲမှာဒီစားအပိုက်ကလေးကမမရင်ဤလာရေးအောင်တွင် အနေနဲ့အလားလားအမောင်အတိကျခဲ့သည့်ခင်ဘွားကိုလဲရောင်ပေးလိုက်တော့တယ်ဒါတွေကိုခင်ရကဘုမပင် တွေ့မြင်လာရပြီတော့တယ်ဟုတ်တယ် ကိုစောလွန်ပြောတာဟုတ်တယ်။တစ်ခါမှနှစ်ခါ၊နှစ်ခါမှသုံးခါအထိပြန်ပြန်အလန်လန်နဲ့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 စဉ်းစားပြီးသည့်နောက်ပိုင်းတွင်ခင်ရကသူ့စိတ်ထဲသို့တိတိကျကျကြီးပင်သုံးပြလိုက်ပါတော့တယ်။ကိုစောလွန်ရဲ့အခုနေများ ခင်သာ ရေးစီတမန်လေးဖြစ်ရင်လေကိုစောလွန်ကိုခင်ဘလောက်ချစ်ပါရဲဆိုတာတွေစာဖွဲ့ပြီးနှွေးလိုက်ခြင်းစံပါပဲ။ခင်ကဒီလိုပဲညှိတော့ရင်သူကြီးမြန်မြန်ပြီးပါစေတော့ဟိုတာ။ ိတ်ဆူတောင်းမိနေတော့တယ်။ခေကြီးကတော့အမျိုးမျိုးပြောင်းလဲခဲ့ပါပြီ။သားပါကိုစောလွင်ခင်းချက်ထားတဲ့ဟင်းတွေအားရပါးရစားတတ်မှာကိုစောလွင်ဓမင်းစပွဲနှစ်ပေးမှာရက်တောင်ကလေးတစ်ခုဖြင့်ရက်ခံပေးရင်ကျုံပြုံကလေးအခန့်ပြုစုနေရှာတော့ခင်းကိုကိုစောလွင်ကမျက်တောင်မခံစိုက်ကြည့်ပြီးနော်ခင်းစိတ်ဆိုးမှဆိုလို့သာ စားနေရတာကိုစောလွင် စားကိုမစားဘူး။တရားဝရီလာလည်းရင်တွေ့ရမှာဆိုလို့ထင်တယ်။မဟုတ်ပါဘူးခင်းရဲ့ ခင်နဲ့တွေ့ရတာကိုပဲဝမ်းသာဝမ်းနေကြည်ဖြစ်နေလို့ပါကိုစောတွင်ကဒီလိုပြောပြီးတမင်းပကံထဲမှာထမင်းတွေကိုသိမ့်မပတပါဖြင့်ဖြွားနေလေတယ်။အိုးခင်နဲ့တွေ့တာဝမ်းသာပေါ့ဟာကိုစောတွင်ကဘာဖြစ်လို့ဝမ်းနေနေရတာတော့ခင်ကမျက်စောင်းကလေးဖြင့်ချစ်စပွဲမေးလိုက်ပြန်ရမပြောချင်ပါဘူးခင်ရဲ့ခင်ကိုအခုလိုအလားမပြည့်တွေ့ရတယ်ကိုစောလွင်အသက်နှစ်လေးပဲကိုစောလွင်ဘဝကိုပဲ ကိုစောလွင်အသေးနာလုံးလို့ပါ။ကဲပါဘဝတွေပါတွေလဲအသေးနာမနေနဲ့တော့ခမင်းသာဝအောင်စား။ကိုစောလွင်အသေးအိမ်မဲ့စစ်တပတ်ကိုတိုက်ဖို့ကင်းဆောင်နေတာ။ဒီဘက်တစ်ခေလုံးပါပဲကိုစောလွင်ရဲ့။ခင်းညနာကလေးမှာတည့်အောင်တရားနေလေတဲ့။အမှန်မှတော့လေခင်းအလွမ်းကြီးလွမ်းအမျော်ကြီးမျော်နေခဲ့ရသည်ခင်းဘဝ၏ခရီးပေါ်အဖြစ်ရွေးချယ်ပြီးဖြစ်တော့ခင်းမောင်တော်ကိုစောလွင်မှာ ခင်ရှိမတော့ဆက်ဆက်ပြန်ပြန်ရောက်လာခဲ့ပြီမဟုတ်ပါလားရှင်။ကိုစောလွင်ထမင်းစားပြပြဖြစ်၍ထမင်းပွဲများခင်ကိုယ်တိုင်တင်းစဲနေခိုက်မမရင်ကြီးကအနားရောက်လာပါတော့တယ်။ဟဲ့ရွှေခင်ကြီးတို့ဟာကဘလို့လဲ။မမရင်ကဘလို့ထင်မြင်မလဲ။ငါလဲငရာကကြီးလာတဲ့ဥစ္စာကြီးတို့မျက်နှာမေးတွေရိမ့်မိပါတယ်မိရွှေခင်ရဲ့။အင်းလေဒိမိရင်မမရင်ကဘလို့ရိမ့်မိတယ်ဆိုတာအမရတော့သူ့ကိုကမေးတဲ့ဥစ္စာ ။သူကမပြေပဲနဲ့ငါပဲသူကမေးခွန်းထုတ်နေလိုက်တာ။ကဲပါလေ။တိတ်ရှည်ရှည်မပြောတော့ပါဘူး။ကိုစောလွန်ဟာခင်ရဲ့အိမ်အောင်ပဲဖြစ်တိုက်တဲ့သူတယောက်မို့ခင်တော့သူ့ကိုယူဖို့ဆုံးဖြတ်လိုက်ပြီ။ငါအစကတပတ်ဘဝမေးတော့ကတော့ရိုးရိုးပါဆို။နောက်ပြီးတော့ဒီစောလွန်ဟာတမျိုးရဲနေတည်ရဲတော့ဓာတ်တည်ရက်တည်လည်းမဟုတ်ရောနဲ့ပတ်သက်မှသိရတာသူမိဘတွေဆိုတာလဲဖြူသလားမဲသလားမသိကြီးကရေးစားထားတာလင်ယူတာဆိုတာများ လော်လော်ကလေးအောင်းမိတယ်လားဟမ်တင်းသားပြီးပြီမမရင်ကိုစောလွန်ဟာခင်ရဲ့စိတ်ချမ်းသာမှုကိုအပေးနိုင်ဆုံးလူတစ်ယောက်ပဲငါသမီးတော်လာကြည့်ရဲ့ချင်းမောနေတော့ကြီးရရောင်းမမျက်စိထွက်ပြတာပေါ့လေဟဲ့ဒီမှာခင်လူကြီးချင်းစစ်ဆက်ထားတဲ့မောင်လာပေါ်ကိုပဲညှီယူရမယ်ညှီတေးသေးချာချာစဉ်းစားပြီးညှီစကားကို ပြစ်မအောင်ဒါပြန်ပြီဒီလပေါ့မမရင်ဒီလောက်လှပေါ်ကိုသဘောကျနေမမရင်မယ်ယူခင်တော့စိတ်ကူးလည်းမထည့်နိုင်ဘူး ခင်စကားလည်းမပြေနိုင်ဘူးတူ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 နဲ့ပင်ခင်နဲ့မမရင်တို့၏အတန်တွေကတဲရွေ့ကြဲရွေ့လာကြတော့ရာကိုစောလွင်ကြားသွားမည်ဆိုလာသည်ခင်ကပင် စကားစားဖို့အတင်းပြက်ကမမရင်နဲ့ဝေးဝေးသူထွက်ခရရပြီတော့တယ်ခင်ရေကိုစောလွင်တော့ကိုဘွားကိုတော့မယုံနိုင်အောင်ဖြစ်နေပြီခင်ခင်စီယာပြန်လာတဲ့ကကိုစောလွင်စိတ်တွေဟာတုံ့လို့ချောက်ချာကုန်ခဲ့ရပြီကိုစောလွင်ခင်စီကိုလာခဲ့တာမှားပြီခင်မှားပြီ အမှန်မှာတော့လေခကြီးအမျိုးမျိုးပြောင်းလဲခဲ့တဲ့နေအမြခင်တယောက်တော့ဖြင့်အခုတော့ဆိုရင်ဘယ်နည်းနဲ့မှအခုလိုလွတ်လပ်တဲ့အပြိုဘွားနဲ့တွေ့ရလိမ့်မယ်လို့ကိုစိုးလုံးမျှော်လင့်ခဲ့မိပုံခင်တို့ညီအမတွေဘုံဘေးဘုံတံကမှလွတ်ကြပါရဲ့လားခင်တယောက်လည်းဘသူနဲ့များဆိုတဲ့တယောစုံတွေကြောင့်တကြားခင်မျက်နှာလေးမြင်ရရင်ဖြင့်ကိုစိုးလုံးရဲ့၆သွေးညှွမ်းနေတဲ့ချစ်သေးကျွမ်းကလေးဟာဖြင့် ပြန်လဲပြီးလန်းဆန်းတန်တလောက်လန်းဆန်းနိုင်ကောင်းရဲ့လို့အောင်းမိပြီးကိုစောလွင်ခင်ကိုမတွေ့တွေ့အောင်ရှာပြီးလာခဲ့မိတာပဲအခုတော့ကိုစောလွင်ထင်တာတွေပါစင်အောင်လွဲခဲ့ရပြီခင်ကိုစောလွင်ခင်တို့အိမ်ရောက်တဲ့နေ့ကလေးကကိုစောလွင်ရဲ့ဖြစ်ပုံတွေကိုခင်ကိုပြောပြဖို့အကြိမ်ကြိမ်ကြံစီခဲ့ပေမဲ့ကိုစောလွင်အဖို့မျောလင်းချက်သုံးပြီးဆိုပြီးလက်လျှော့ခဲ့တဲ့ကိုစောလွင်ရဲ့ချစ်ပန်းမာလာကလေးရဲ့အပြုစုအယူရတွေတာမကပလဲကုန်းလေးတွေနဲ့အမျှ ကိုစောလူရဲ့တဏှလုံးတွေကိုရုံးစေခဲ့တဲ့ခင်ရဲ့စကလုံးလေးတွေကိုကြားခဲ့ရတဲ့ကိုစောလူရဲ့အဖို့ရောမယ်လို့ကြံစီထားတဲ့စကလုံးတွေဟာဘလို့မှပြုံးမထွက်အောင်ဖြစ်ခဲ့ရလို့ပေါင်းတယ်တုန်းကမြို့သိအောင်းကြီးလာခဲ့ရတာတွေကိုစာနဲ့ပဲရေးလိုက်ပြရစီတော့ခင်ရဲ့အခုကိုစောလူရဲ့မိမရနေပြီခင်ခင်နဲ့ကိုစောလူရဲ့ဂျပန်ခေတ်ကစာအဆက်အသွယ်ပြတ်သွားတဲ့အချိန်ကစပြီးခင်အတွက်ကိုစောလူရဲ့ ဘလောက်စိတ်ညစ်ခဲရတယ်ဆိုတာတွေကိုခင်ရတော့သိမှာမဟုတ်ပါဘူးလေသိရတဲ့တိုင်အောင်လဲကိုစောလွင်ရဲ့ဘဝအဖို့ဘာတကူမှမျှော်လင့်ချက်မရှိတော့ပါဘူးအဖို့ကိုစောလွင်နဲ့ရတဲ့မိန်းမဟာကိုစောလွင်ထဲအသက်၅နှစ်လောက်ကြီးတယ်ဘလို့များတွေ့ပြီးဘလို့များကိုစားဖဲခဲရတဲ့အကြောင်းကိုတော့ပြန်မရေးပြစေနဲ့တော့ခင်ရတိုးတိုးနဲ့ရှင်းရှင်းပဲရေးရရင်တော့ပျက်စီးလို့ဆက်ဆက်ဖြစ်နေတဲ့သူ့ရဲ့ဘဝကိုကိုစောလွင်ကသူများလှဲကြုံဝင်ထမ်းပြီး ကယ်ဆယ်လိုက်ရတာပါပဲဒီလောက်ပဲပြောပြရစေခင်ကိုစောလွင်ဒီအကြောင်းတွေကိုပြန်လည်းမစဉ်းစားခြင်းဘူးကိုစောလွင်စိတ်တွေဘလို့ဖြစ်နေမှန်းလည်းမသိဘူးခင်အိမ်မှာလည်းမနေခြင်းဘူးဘာပဲဖြစ်ဖြစ်ကားတိုက်တိုက်ရထားကြိတ်ကြိတ်ကြောက်ပြီးပြေးနေခြင်းနဲ့ကိုစောလွင်ယူနေပြီထင်တယ်ပေါင်းတယ်ကိုပဲပြေးလာခဲ့ခြင်းနဲ့ခင်ပြောလိုက်တဲ့အတန်လေးတွေပါလေအခုထိကိုစောလွင်နားထဲမှာကြားနေတော့မယ်ကိုစောလွင်ဟိုရုံးကချစ်ခွင့်တောင်းတော့က ။ကျင်ပါပြုလို့ဝိလေလေလောက်တာလေခင်ရဲ့။အခုတော့ကိုစောနယ်ဘွားကိုကိုစောနယ်အသေးနာလို့ဆုံးပါအောင်မလား။ဟင်။ကိုစောနယ်ပြောတော့ဟုတ်ခင်ရဲ့။စောနယ်တာယာဝရီသာသုံးလျင်ဆုံးချင်းခင်ရဂရင်ပေါ်တွင်မှောက်ပြီးအာရပါရငိုမိပါတော့တယ်။မိမိအနစ်နဲ့အလားလာညွန်မန်းတန်တာကြရသည်ဒီပေမန်ကြီးပါပဲခင်မျက်စီရှိမှပင်တက္ကနာချင်းပြိုလဲပြည့်စည်ကြရပြီလူဘွားကိုရောက်ကလေးက ဤတကားလောဝမ်းနည်းမှုမျိုးခင်တကြိမ်မြာအကြုံတွေ့ခဲ့ဖို့ချင်းဒီနေ့တင်းကျပ်လာတယ်ဘလို့ပြန်မမသိညလုံးနှစ်ဘက်ကိုတအားမိတ်ပြီးတရင်ပေါ်မှလေးငါးဘက်လောက်လှည့်ပြီးချလိုက်ခြင်းနဲ့ကလေးများလိုအတန်ကုန်ဟစ်ပြီးအာရပါရမိုးပြစ်လိုက်ရတက်တာမလားဟုလည်းစဉ်းစားမိလိုက်ပြန်တယ်ဒါပေမဲ့မဖြစ်နိုင်အန်ကိုကြိတ်ပြီးအတန်မထွက်အောင်မချစ်တင်ခဲ့ငိုရသည့်ငိုနီးမျိုးကဲ့အဖြစ်ကဒီလိုဆွေရွေဒီလိုပဲလွန် ဒီလိုပဲငိုရမည်အခြေတော်စိုက်ခင်ရပါပြီ။ကဲညည်ရင်မခံသေးတော့ငိုပေအောင်ပေါ့ခင်ရဲ့ဘဲဘက်ကလှည့်စင်းတာစင်းတာဖြစ်နိုင်စရာဟူ၍ညှော်လင့်ချက်တစ်ခွဲမှမရှိတော့သည့်အေးစားကြီးတစ်ခုအတွက်တသက်သက်နဲ့ဆွေးနွေးရမယ့်အစားကိုယ့်ကိုယ်ကို တရားနဲ့ဖြစ်ရန်ခင်ကအကြံရမိခဲ့ပြန်တော့တယ်။အကြံရမိသည့်အတိုင်းလေကိုစောလွင်ထံမှရောက်ရှိလာသည့်စာများကိုခင်ကဖတ်၍မကြည့်တော့ပဲ တုတ်ပြစ်တာပြစ်ခဲ့တယ်မှာများလာပဲပြီ။နောက်တော့ကိုစောလွင်ထံမှာစားရီမှာတပြည့်ပြည့်အလံဝေးခဲ့ပြီ။နောက်တော့လုံးလုံးမလာတော့ပဲ။ဟုတ်ပါတယ်။ကိုစောလွင်ကိုခင်တယောက်ကမိထားခဲ့တယ်မှာတော့ကြာပဲကြာလာပါပြီ။ခင်ရင်မမရင်ဆုံးတဲ့တဲ့ရင်ကို30ရက်6လ52ခုနေကသတင်းစာထဲမှာဖတ်ရလို့ကိုစောလွင်တော့ခင်ဘွားအတွက်မတွေးဝင်အောင်ပဲရှင်းလင်းမိတယ်ကွယ်။ ခင်းစီကိုစားမြေးပဲနဲ့ကိုစောလွင်စိတ်ကိုကိုစောလွင် အနစ်နဲ့အလားလားမျိုးသိချုပ်တီးခဲ့ပါတယ်ခင်ရဲ့အခုမမရင်တရင်ကြားရရင်ကြားရခြင်းခင်အတွေ့စိတ်ဘူးလုံးလို့ရေးလိုက်မိပြန်ပေါ့ခင်အခုခင်ဘသူနဲ့နေတယ်လဲရင်တရားဝရီကတော်တော်ကတရားဝရီကိုခေါ်ထားဖို့အစီအစဉ်နေကြတယ်ကိုစောလွင်ရှိတဲ့တရားဝရီကိုတော့ခင်ပဲနည်းနဲ့မှလိုက်မှာမဟုတ်ဘူးဆိုတာကိုစောလွင်ယုံကြည်ပါတယ်ခင်ကိုကိုစောလွင် တစ်စက္ကန့်ကလေးမှမင်းမရခဲ့ဘူးခင်ရယ်ကိုစောလွင်ကြီးလိုက်တဲ့စလုံးတိုင်းစလုံးတိုင်းဟာခင်ရဲ့အသေးကိုဓာပပနဲ့တစ်ချက်စီ တစ်ချက်စီနှုတ်နှုတ်ဆင်းနေတယ်လို့ခင်ရဲ့စိတ်ကို ထိခိုက်လွန်းလို့ပါလို့တခါကခင်တောင်းပန်ခဲ့ဦးတာကိုကိုစောလွင်ဘယ်တော့မှမမေ့ပေမဲ့ဒီလိုရေးလိုက်ရမှကိုစောလွင်ရှင်ထဲမှာမျိုးသိပ်ထားရတဲ့တန်ရာတန်ချက်ဟာတက်တာတလို့လို့ရှိတာမို့ခင်ကိုတနာချက်နဲ့ပဲ ကိုစောလွင်ရင်းမိပြန်ပြီပွဲဘဝရဲ့ခကြီးတကယ်နာမှာ တွေ့လိုက်ခဲ့ရတဲ့ခင်းကိုကိုစောလွင် စိတ်တန်းကြယူယူရကြချစ်ပိုင်ပွင်ဒီဘဝမှာလုံးဝကုံဆုံးခဲ့ပေမဲ့ကိုစောလွင်ရဲ့၆တွေ့ကြီးမွားနေပြီဖြစ်တဲ့အသည်နှလုံးတွေပြန်ပြီးလမ်းဆန်းတက်လွင်လာအောင်ကိုစောလွင်ကိုနောက်ဆုံးအနေနဲ့အခွင့်အရေးလေးတခုတော့မပေးနိုင်ဘူးလားခင်ကိုစောလွင်ကိုဒီလိုပဲခင်ပြစ်ထားတော့မှာလား ရောရွှင်ကြီးနူးမှုဆိုလို့လုံးဝစိတ်သုံးနေတဲ့ကိုစောလွင်ရဲ့ဘဝဆွေးကြီးကိုလည်းခင်ပြန်ပြီးသုံးသက်ပါအောင်လားခင်ရဲ့စောလွင်တယောက်ခင်အတွက်နဲ့ဘလို့ရုံမျိုးပေါက်နေပြီလဲဆိုတာလေခင်လေးလေးကိုရှုနိုင်ရတဲ့နော်ရက်ဆက်ပါလေရက်ဆက်ပါဒါပေမဲ့ဒါပေမဲ့ကိုစောလွင်ခင်ကိုအတနာခံပြီးတောင်းပန်ချင်တာကတော့စိတ်ပန်းကိုကြီးချစ်သေးတွေကြီးမွားနေပြီဖြစ်တဲ့ကိုစောလွင်ကိုမမုန်းသေးရင်ဖြင့် ထောက်သွေညှိုးနှွမ်းနေတဲ့ကိုစောလွင်အတဲနှလုံးတွေရဲ့အလွမ်းဖြစ်စရာအမောဖြစ်စရာဝန်ထောင်စခန်းကလေးအဖြစ်နဲ့ခင်ဆိုတဲ့အဲ့ဒါကလေးမှခေတ္တခနာဆိုသလိုလာရောက်နားခွင့်ပြုပါလို့ခင်ကိုကိုစောလွင်ဒီစားလေးနဲ့တောင်းပန်ပြားစေလားခင်ရဲ့စောလွင်ဝေးခဲ့ပြီဖြစ်သည့်အတိတ်ကသွေးဖို့ဖြင့်ဖန်လာခဲ့ပြန်ပြီအခြေအနေကိုကပေးလာသည်ကိုတော့ခင်ကဘလို့မှ မတန်လဲမတန်နိုင် လက်ထဲမှာစာခေါ်တာအခါခါပြန်ဖက်ပြီးရေးနေမိတော့တယ်။ဖရာဖရာကိုစောလွယ်များလူကိုယ်တိုင်တိုက်လာရင်တော့ဒုက္ခပါပဲ။ခင်ရအသက်တတရေဖြစ်ဖရာတမိပါတော့တယ်။ဖရာတရောမှာလွဲ၍လဲခင်ရတခြားဘာမှမတတ်နိုင်။ကိုစောလွယ်စိတ်နဲ့ကိုစောလွယ်ခန္ဓာမှာကိုစောလွယ်သာပိုင်နေချင်ရခင်ကတွေးရင်စိတ်သိမ်းများပင်ပြန်ကနေထမိပါတော့တယ်။မမရင်ဆုံးသည့်ကိစ္စအတွက် တဘူမမအေးသေးနောက်တဘူကထတ်တိုးလာပြန်တယ်ခင်ဘောဘကန်ကဘလို့များဖန်လေးအုံးမိတော့မသိဒါပေမဲ့တိုက်ဆိုင်မှုတွေကတော့တက်တက်ပင်တုံချိုင်လာတော့တယ်ကိုစောလွင်နဲ့စတွင်ကြုံတွေ့ရသည့်ခါနွေဦးကိုခင်ကတနစ်လေလွမ်းရည်အဖြစ်သိကြိုခဲ့ရ၍ညည်ရီမှမခမ်းသေးမမရင်ကခင်ကိုဤလောကအလဲတွေညနေငယ်ဘဝနဲ့မျက်နှာလွှဲသွားပြန်လေတယ် ရဲဝဲနေဆွေမျိုးများတည်ရှိရန်အတွက်မမရင်သုံးသည့်တဲ့င်းကိုတဲ့င်းစာထဲတွင်ပညာလိုက်မိသည့်ကိစ္စမှာခင်ဖို့ပေါ်စောလွင်နဲ့ပြန်ဆောင်ရန်ဖန်တီးလိုက်သလိုဖြစ်ရပြန်ပြီးတော့တယ်။သို့တော့အကျို့မှာကခရီးကြဝဲပန်းအားဖြေရာပေါ်မြသာတည်းချားခွာဆက်ခြင်းတို့ဖြင့်ချင်းကြောင့်ကျူသိန်းလိုရာခရီးခွာကပစာတို့လေမေးရန်ခဲလေဝင်ရင်မသာဖြစ်မည်တကား မင်းတော်ဟုတ်ပေတယ်ခင်ပေါ်ကဖြင့်ဒီအတိုင်းပင်ဖြစ်နေပါပြီခင်ကကိုစောလွင်ကိုဖြင့်ဒီဘဝမှာတွေ့လဲမတွေ့လို့မြင်လဲမမြင်လို့တော့ပါတွေ့ရမြင်ရလို့လဲခင်နေ့ကိုစောလွင်ဘဝကဘလို့များပြောင်းလဲနိုင်စရာရှိလို့ပါလဲနောက်ပေဆုံးခင်ကကိုစောလွင်ဆိုတဲ့နာမည်ကိုလည်းမကြားလို့ကိုစောလွင်နဲ့တွေ့ကြုံခဲ့ရတဲ့ခါနွေဦးကိုလည်းရည်ရည်ဖြင့်တိမကြိုလိုတော့တည်တာမကား ပိုစောလွန်နဲ့ဘယ်တော့မှမတွေ့ဆုံသည့်အဆုံးကပါခြင်းမှာသာခင်တယောက်တည်းတွေးရင်ဆွေးရင်ရေးရဖြင့် သူ့ရဲ့ဘဝဇာလံကိုသုံးခန်းတန်လိုလာပါတော့တယ်။ဒါပေမဲ့ဒါပေမဲ့ဖြစ်နိုင်ပါမလားခင်ရဲ့။နားစင်ပေးခဲ့သူ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။